mobile ပေါ်က multiplayer online battle arena ဒါမှမဟုတ် mobile game လို့ပြောလိုက်ရင်ကျွန်တော်တို့ရဲ့ရင်းနှီးတာ၃ခင်းရှိပါတယ်ပထမတစ်ခုကတော့ mobile legends ban ban ဒုတိယတစ်ခုကတော့ league of legends ရဲ့ mobile version ဖြစ်တဲ့ wild rift နောက်ဆုံးတစ်ခုကတော့မြန်မာနိုင်ငံရဲ့ဈေးကွက်ထက်ကိုနေထူးနိုင်ရဲ့ billet war တို့နဲ့တိုးဝင်လာခဲ့တဲ့ honor of king ဆိုတဲ့ game လေးပဲဖြစ်ပါတယ်ဒါပေမဲ့2022မှာတော့ mobile gamer တို့ဒါ hype ခဲ့ကြတဲ့ mobile mobile game လေးတစ်ခုရှိပါသေးတယ်အချို့မှမေးမှပြပါလိမ့်မယ် အဲ့ဒီဂိမ်းလေးရဲ့နာမည်ကတော့ Treasure of Nadia မဟုတ်ပါဘူး Auto Chess Mobile ဆိုတဲ့ဂိမ်းလေးပါဒီဂိမ်းလေးကိုသူတွေဘာလို့အဲ့လောက်တောင် hype ခဲ့ကြရလဲဆိုတော့ဒီဂိမ်းလေးက hero တွေ animation တွေနဲ့ဂိမ်းပုံစံတစ်ခုလုံးကို Mobile Esports လောကရဲ့စုချင်းငွေအများဆုံးဂိမ်းဟိုးရင်တည်းကကျွန်တော်တို့ဂိမ်းဆိုင်မှာလူစုပြီးတော့သွားဆော့ခဲ့ရတဲ့အခုအချိန်မှာဆိုရင်မြန်မာနိုင်ငံမှာလူသိများဆုံးနဲ့လူကြိုက်များဆုံး PC ပေါ်က Dota 2နဲ့ Troll လေးကိုတူးလို့ပါ Auto Chess Mobile ကို Dota 2ဝင်တော်တင်စားပြီးတော့ပြောခဲ့ကြတာပေါ့ဂိမ်းကိုထုတ်ခဲ့သူ Rodo Studio နဲ့ Dragon Nest Company Limited က2021မှာတည်းကထုတ်မယ်ထုတ်မယ်နဲ့ပြောခဲ့ကြပြီမဲ့2022 December တရက်နေ့မှသာ Auto Chess Mobile ကို Soft Launch လုပ်နိုင်ခဲ့ပါတယ် soft launch ဆိုတာညီမလို့ဆိုတော့မသိမသားကြီးထုတ်ခဲ့တာပြောရင်လည်းမမပါဘူးအဲ့လိုအပျော်စားဖွင့်ပွဲလုပ်ခဲ့ပြီးတိတ်မကြပါဘူးဂိမ်းကိုပိတ်သိမ်းမယ်ဂိမ်းရဲ့ quality ကပိုကောင်းသွားမှပြန်လာမယ်ဆိုပြီးတော့ developer တွေကပြောသွားခဲ့ပါတယ် marketing တိကျမလုပ်ခဲ့တဲ့အတွက် ဂိမ်းကိုကစားခဲ့တဲ့သူသိမ့်မရှိခဲ့တာအဲ့အတွက်ကြောင့် match making လုပ်တဲ့အခါမှာအရန်ကိုကြာနေခဲ့တာစော်ရင်နဲ့လည်းထစ်တာတွေတအားကိုများခဲ့တဲ့ performance ပြဿနာတွေကြောင့်အဓိကပိတ်သိမ်းခဲ့တယ်လို့သိရပါဗျ။အဲ့လိုဖြစ်ခဲ့ပြီးတော့နှစ်နှစ်ကြာ2025ခုနှစ်အောက်တိုဘာ16ရက်နေ့မှာတော့ downtime dose ဆိုပြီးတော့ချစ်ကျွမ်းဝင်နေတဲ့ emoji လေးတစ်ခုနဲ့ project အသက်တစ်ခုနဲ့ပြန်လာမယ်ဆိုပြီးတော့သူတို့ရဲ့ facebook ပေမှာကြေညာခဲ့ပါဗျ။အဲ့မှာဒီမှာဒီမှာချစ်ချစ်ချစ်ကျွမ်းဝင်လာတာချစ်စရာလေဥဥဥပြန်လာရမယ်နော်ဆိုပြီးတော့အဲ့မှာအားလုံးကထင်ခဲ့ကြတာတော့ auto chess ပုံပါကြီးကပြန်လာပြီးဟေ့ပေါ့။ ချမပြခင်တရချင်းစီ reaction တွေ time farm ခဲ့ပြီးတဲ့နောက်မှာတော့သူတို့ပြန်လာမဲ့ပုံစံက auto battler တခုနဲ့ပါ team fight tactics mobile legends magic chess လို့ပုံစံမျိုးပါပဲပြီးတော့ page name ကိုလည်း auto chess hero ဆိုပြီးတော့ကောက်ပြောင်းပြီးတော့ခွေးဆက်ခင်းသွားပါတော့တယ် page မှာပြောင်းလိုက်တဲ့ profile picture ကြီးကလည်းကျွန်တော်အရင်မှာတော့ပိတ်ထိုးရင်စရာကောင်းပါတယ်ကျွန်တော်အထင်မှာတော့သူတို့အစတည်းက mobile game တခုတကယ်ထုတ်ချင်ကြတာမဟုတ်ဘဲနဲ့သူတို့ရဲ့အခုလိုခွေး auto battle game တွေကိုကြင်ကြာခြင်းလို့များအခုလိုဇလန်းဆင်ကြတာလားပေါ့နော် ဗီဒီယိုတွေ post တွေသူတို့ gain အကြောင်းကိုတင်ရင်ဘာပဲဖြစ်ဖြစ်သူတို့ gain တက်လေးအကြောင်းကိုလူတွေများသိသွားမလားပေါ့ All press is good press ဆိုတဲ့အတိုင်းပဲဘယ်လိုပဲနာမည်ကြီးကြီးနာမည်ကြီးတာကောင်းနေဆိုတဲ့ဆိုရစကားလိုပဲပေါ့နော်အခုတော့လုံးလိုက်တဲ့အတွက် mobile game fan တွေကတော့သူတို့ကိုချင်သွားကြတာမှန်ပေမဲ့ auto battle game ကျက်သူတွေကတော့အဆော့ကြမယ်လို့ထင်ပါတယ်အဲ့ဒီမှာကျွန်တော်ကတော့မပါပါဘူးဒီဗီဒီယိုကိုကြည့်နေကြတဲ့သူလည်းမပါလာဘူးထင်ပါတယ်ပုံမြင်လေးကဒါပါပဲကျွန်တော်အထင်မှာတော့လူတယောက်က mobile game ဆိုရင် အခုထပ်သေချာပိုဆော့ဝင်ဖြစ်နိုင်တဲ့အတွက်အခုရှိနေတဲ့ MLBB, HOK, League of Legends, Wild Rift တို့နဲ့တုံ့လောက်နေပါပြီ။လောင်ရရလည်းဝိုင်းလောက်ပြီးထင်ပါတယ်။အားလုံးအဆုံးထိကြည့်ကြလို့ကျေးဇူးတင်ပါတယ်။အားလုံးအစီအမံကြပါစေခင်ဗျာ။နောက်ပြီးမှတွေ့ကြတာပေါ့။